။အမိပြောပြောနေတာမင်းကိုဟုတ်ပါတယ်အန်တီ။ထိုင်ထိုင်တန်ငယ်ထိုင်ထိုင်ဟုတ်ကဲ့အန်တီကိုဘာမှမကြောက်နဲ့။အားလည်းမနာနဲ့။ပုံမနေနေပေါ့ကွယ်မဟုတ်ဘူးလား။ဟုတ်ဟုတ်ကဲ့။ဘာပဲဖြစ်ဖြစ်ရောက်ခမန်းတို့တမဲမစိုးဝင်တို့တော့မလုံနဲ့ဟိ။ကျော်ပွင်ပွင်လင်းလင်းကြောပေါ့ကွယ်။ဟုတ်ကဲ့။ကျွန်တော်လည်းပူးဝင်လင်းလင်းပဲကြိုက်ပါတယ်အန်တီ။အေးအေးအေး။เอรามาอันดีก็เลยไจ่ตากั่วอ้อดาเน่มิ้นมามวยจีนเป็นเดียวสิเลยอ๋อจนมามวยจีน73รอบสิบาเลยอันดี မွေးချင်း73ရောက်ဖះဖះအဲအဲနေပါအောင်အတူနေကြသလားဟုတ်ဟုတ်ကဲ့အတူတူနေကြပါလေကျွန်တော်အကြီးဆုံးမှာအော်အော်ကျွန်တော်တဲ့အောက်မှာ7ယောက်ရှိပါတယ်ကျွန်တော်ပဲတအိမ်လုံးကိုရှာဖွေလောက်ကန်ကျွေးမွေးနေရတာပါအင်းကျွန်တော်တို့ကဆင်းရဲပါလေအန်တီတခါတခါထမင်းတော်နတ်မမှန်ခြင်းပါဘူးဖះဖះညီလေးတွေညီမလေးတွေရဲ့ကြောင်းစီကအစားစားဖို့အထိတအိမ်လုံးတောင် ကျွန်တော်ခေါင်းပေါ်မှာအကုန်တာဝန်ယူထားရပါတယ်။อืมကျွန်တော်အဖေနဲ့အမေကအကျမ်းမကြီးတိတ်မကောင်းပါဘူး။ဟိုနေရထိုင်ရတာကလည်းကြူကြော်ရက်ွက်ဆိုတော့ကအေးအိမ်နေနေဒုက္ခရောက်ပါတယ်။ဟိုး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 ခင်ဗျာကိုယ်ဆရာဟိုးတော်ပါတော့တော်ပါတော့ဒီဒီလောက်ဆိုရင်အန်တီသဘောပေါက်ပါပြီကွယ်သဘောပေါက်ပါပြီ။သဘောပေါက်ရုံနဲ့မကဘူးဟေးဒုက္ခောက်နဲ့ပါစောခြင်းစိတ်ပေါက်လာပြီ။ရပြီဗျာ။ ကျလောက်ဘူးစုခယူများတဲ့အိမ်သေးသေးလေးပေါ်မှာငါသမီးကိုမင်းကဘယ်နေရာမှာသွားသိမ့်မှာလဲဟမ်ဒီတပည့်ငါသမီးလူဖြစ်ပါအောင်မလားဟဲ့မောင်ရင်ရဲ့အေးအေးအေးဒါပေမဲ့မင်းကိုစ조사မှုစုဖို့တော့ပြရမှာပေါ့ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့မင်းကအပြောဆိုရိုးသားတယ်ဒါကြောင့်မို့အန်တီသမီးကိုဒီတပည့်မမျော်လင့်ပါနဲ့တော့မောင်ကြီးရဲ့ရိုးသားတယ်စုဖို့တော့လေချင်းမြင့်တဲ့အနေနဲ့ သမီးလေးစားသွားပြီးမှပြန်ဒါပဲမောင်ရင်ဒါပဲဒါပဲ